နေနော်လာဟောအားလုံးမင်္ဂလာပါစာမေးကျေးဇူးပါခင်ဗျာမစ္စန်ဒီနေ့ကတော့ပမုတ်ကြီးကိုအကြီးစားပြမယ်နော်ပမုတ်ကရိုးရိုးပမုတ်မဟုတ်သွားအမဲသားပမုတ်တိတိလေးလေးမဟုတ်အကြီးပဲရှစ်လက်မလောက်ရှိရပမုတ်ကြီးအဲ့ဒါဘာမှလဲဆိုတော့ Jace Baby မှာရှိတယ် တော့တင်ဖြူလန်းနေရဒီ J spray ကြီးပါဘောနော်လိမ့်စာတီးကြပြီးမှပြပြအမေဆန်အားရပါရရင်စားပြသူ့ရဲ့အမေသားပါမုတ်ကရိုးရိုးဒါမျိုးတစ်ခုဆိုရင်သူက8500ပါနော်ဒီဟာကိုစားကြည့်ရအရင်စားကောင်းတယ်အမေမင်းအားမရအောင်အကြီးစားကျင်တော့ဒီဘက်ကဒီမှာ8လောက်မှ9000နိုင်ကြီးပဲဆိုတော့ဒါကြီးရမင်းမှားထားဖြစ်ပါတယ်ဆိုတော့ဒါကြီးကိုစားပြမယ် ကြီးပဲလားမရှစ်လက်မတော့မနှဲတိုင်းမဟုတ်မင်းမစားဘူးလားတော့အဲ့အသေးလေးပေါ့နော်အဲ့အသေးလေးကိုပဲစားဘူးကဒီအကြီးကတော့ဒါပထမဆုံးစားဘူးပဲအဲ့လိုမျိုးစားဖို့တက်ဆိုလို့ရှိရင်သူတကယ်ကြုံမှာဒီတက်ကြီးရဲ့ဆန်လက်မကြီးလှုပ်ရှင်လဲရအဲ့မွေးနေကိတ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးလှုပ်ရှင်လှုပ်လို့ရအောင်နော်ကိတ်တော့မဟုတ်ဒါကသူကမဲသားပါမဟုတ်အတူဘေးနားမှာရှိရတော့ပြီးတော့မှရှင်းပြတယ်လို့ဆိုတော့ဒါကြီးကိုအရင်စားခြင်းနည်းနော်နော်โอ้โห chiều mấy đại <laughs> đẹp nhai vậy bây giờ chỉ sao bóng nhá chuyện chuyện vậy chỉ biết bây giờ mấy đá ba một bóng nó xin lắm mày chi vậy Wow, cái tên này là gì vậy? ကိုင်းဆုံးစကိုင်းကအဲ့လိုချစ်စင်နဲ့ထင်းမင်းဟုတ်သတ်မပါပဲစားရင်ပို့ပြီးတော့ထိမင်းဘာကြီးကရှစ်လက်မှပါရှစ်လက်မှဆို၉တောင်းတကယ်တော့မကိုကအဲ့လိုလူမြိုင်းနဲ့စားမယ်ဆိုရင်တော့မိုက်သူ့ရဲ့အထဲထဲမှာလည်းတော့အဲ့လို cheese တွေရောကြက်သားမြင့်တွေရောမဲသားမြင့်တွေရောကြက်ဥတွေရောသူအထဲမှာပြင်းနေနေအောင်ထည့်ထားတယ်တကိုက်တူတကိုက်ပါလို့ထိမင်းရှစ်လက်မှဆိုနင်ကြီးသေးတယ် လေးလက်မဆိုင်လောက်ပဲဖြစ်ဖြစ်ဒီဆိုင်ရဆိုင်လောက်ပဲဆိုရင်နေတော့ပဲဒါကြီးကတော်တော်ကြီးတယ်ထောက်လည်းကောင်းတယ်ဒါမင်းစက်ရှိမှရှိသေးရနော်၃ခုရှိရပါနော်ဒါလေးက tiramisu ဒီ tiramisu ကဆိုရှင်တောင်းခွဲပြင်ဒါဆိုရင် opera cake opera cake ကတောင်းတော့ပြင်မှာ pistachio danish လာမသိဘူးဒါလေးဆိုလို့ရှိရင်တောင်းတော့ပုံမှန်ဆိုရှင် dubai chocolate ထဲမှာပါတဲ့ อนนี้เนี่ยว่าช็อกโกแลตเนี่ยไม่ได้เป็นบิบิสตาชิวแซนลี่นี่ไอซี่ลีเนี่ยซี่มันเลวท้ายครับพี่เทมาบัดดอดครีมบาร์ดี้มีอะไรบ้ากที่มันบีบีสตาชิวครีมเนียวพี่ไหมว่าครีมยังไงเนี่ย ခုကဒီပတ်မုတ်သားအင်းအင်းပြင်ရင်းမဒီပစ္စတိုခရီးမအများပဲပမာဒူဘိုင်းချောကလက်မှာပါတဲ့အသားနဲ့ချောကလက်နဲ့တစ်ခုဆိုတစ်ခုပါလို့ထိမိနေတာဒါလေးကတော့ opera cake ဖြစ်ပါတယ်သူက6လွာပါတယ်ဒီလေမှာချောကလက်အဲ့ပေါ်မှာကိတ်သားကိတ်သားအပေါ်မှာ coffee mousse ပေါ်မှာချောကလက်ထပ်ပါသူ6လွာလောက်ရှိဟိဟိတည်တယ်နဲ့ဤဝါဟိအော်ခါကြည့်လိုက်ဒါမစားဘူးတဲ့ သူ့ရဲ့ပျော်ရွှင်မှုကကြာအဲ့လိုမျိုးရှာပေါ်မှာတင်လိုက်ရင်ပျော်သွားဒီ move ချတဲ့လူတွေကတော့လုံးဝကြိုက်တယ်မလားဒါတစ်ခုမှတပေါင်း3000ပဲရှိတယ်ဆိုတော့ဒါမျိုးတွေဆိုရင်မင်းတို့ hotel မှာဆိုရှင်ဈေးအရင်ကြီးရမှာပါတယ်နော်ဒီမှာတပေါင်း3000လည်းစားလို့ရတယ် tiramisu မိသမ်မင်းတို့ outing နဲ့လဲအဲ့ဆိုရှင်သူ့ရဲ့ထဲမှာပါလေးရပါလေဆိုတော့ ော့ဒီ tiramisu ထဲမှာလေဒီ french biscuit လေ lady finger နဲ့လုပ်ထားတဲ့ဟာလေးပါတယ်ဒီဘက်က tiramisu ရောဒီဘက်က opera cake ကမင်းစားကြည့်ရတဲ့ခါမှာကျတော့ဒီ tiramisu ဆိုရှင်သူ authentic အတိုင်းတော့မသွားဘူးပေါ့ဗျာဒါပေမဲ့သူကကျတော့အဲ့လိုမျိုး cream နဲ့ cheese တွေအချိုရတာတွေပိုများတယ်အဲ့တော့ဒီဘက်က asian အကြိုက်နဲ့ပိုပြီးလိုက်ဖက်လေခုနကဒီဘက်က tiramisu original flavor ကိုတော့တိတ်မသွားဘူးဒါပေမဲ့ ချိုချတဲ့လူတော်ကဒါလေးကိုကြိုက်တယ်ချိုချိုစိမ့်စိမ့်တလုံးဆိုတလုံးပါလို့မျိုးအင်းစိမ့်တယ်အဲ့တော့မင်းမင်းဆန်ရတာလေးမီးဆန်းကြီးလက်တဲ့အခါမှာအကြိုက်ဆုံးကိုပြောပါဆိုရှင်အကြိုက်ဆုံးကဒီဘက်ကအမဲသားပါမို့ဖြစ်ပါတယ်အဲ့တော့အမဲသားပါမို့ဒါရှစ်လက်မပါဘောနော်ရှစ်လက်မဆိုရင်အရင်ကြီးမယ်ထင်လို့ရှင်ဒီမှာရှိတဲ့ size လောက်ပဲစားရင်စားဒါမှမဟုတ်ရင်လေးလက်မလောက်ပဲဖြစ်ဖြစ်အဲ့လောက်ပဲစားပါဘောနော်ဘာကြောင့်အနေနဲ့ကြီးွားရောအများကြီးပြောရတယ်ဒီကိမုံနဲ့ပါမို့တွေထင်မှဆိုရှင်မင်းဆန်းကြတယ်ဒီ pistachio ဒီ danish လေးကိုကြိုက်တယ် အရသာလေးတော်တော်လေးကောင်းတယ်ပြီးတော့ nest နဲ့လောက်ထားကွာအဲ့ဒီ pistachio nest နဲ့လောက်ထားတဲ့အတွက်ဟိုမှွေးမှွေးလေးနဲ့ကောက်လည်းကောင်းတယ်ဒီဘက်ကကျတော့သူကအချိုကျတဲ့လူတွေတက်ဖို့အဆင်ပြေလေမင်းများကျတော့အချိုအဲ့လောက်မကြိုက်ဘူးဆိုတော့အချိုကျတဲ့လူတက်ဆိုဒါကအရင်ကောင်းမှာ tiramisu ဆိုလို့ရှိရင်သူက authentic bread တော့တိမ်မသွားဘူးဒါပေမဲ့ဒီထဲမှာတုံးထားတဲ့ ingredient တွေကကျတော့နိုင်ငံညာလာတဲ့ cheese တွေကိုတုံးထားတယ်အဲ့တော့တောင်းပွဲနဲ့သူ့အရသာနဲ့ပြင်ရတယ်တန်တယ်ကွာပြင်သူက hala product တွေကိုတုံးထားတဲ့အတွက်ပိုပြီး quality ပိုကောင်းတယ်ဒါဆိုလို့ရှိရင်သူက coffee mousse အရာအာ ရှာပုံမတင်လိုက်တာ ਨੇ လို့မျိုးပျော်ဝင်သွားတယ်။မင်းဆန်ဒီနေ့ကတော့ Jay Bakery Scientific ဖွံ့ဖွံ့တက်ရောက်ခဲ့ပါတယ်။အရင်ဆိုင်ဟောင်းကတော့ဘီးနဲ့မှာပဲ။ဒီဆိုင်ကတော့ decoration ကလုံးဝရေးလဲမိုက်တာထဲထဲမှာ။အဲ့တော့ဒီနေ့ဆိုင်တစ်ဖွံ့ဖွဲ့ကိုမင်းဆန်တို့ဒီ food blogger တငယ်ချင်းနဲ့တူတက်ရောက်ပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်။နေထူးထူးခြားခြားနေနဲ့မိုးရွာနေပါတော့။အဲ့တော့မင်းဆန်လိုမျိုးဒီအမဲသားပါမုတ်ဒီပါတော့။စားခြင်းလို့ရှိရင် Jay Bakery မှာလာစားလို့ရပါတယ်။အဲ့တော့ Jay Bakery အခုဒီဆိုင်ကတော့တင်ဖြူလမ်းမြမကိုရင်လမ်းထိပ်မှာရှိရမင်္ဂလာတောင်ကျွန်းမြို့နယ်မှာပါတော့။ဆိုတော့ဒီဆိုင်ကရန်လဲလှတယ်။အဲ့တော့လူတွေအများကြီးလာလိမ့်မယ်။ဒီကဲလို့ကွာတာမွေတို့မ ိုးတွေအောင်နေလို့ရှိရင်တောင်ဝင်မှာလည်းဒီဇိုင်းရှိတယ်မျိုးတွေမှာလည်းဒီဇိုင်းရှိအောင်နော်ဆိုတော့အဲဒီ J Bakery တခြားဇိုင်းကွဲတွေမှာလည်းစားလို့ရတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye